မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပီတာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်မတ်လ23ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနေဆုံးဘူးချိန်များမှာ နေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်။ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသကြိုးတို့မှာဖမ်းဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်မင်္ဂလားပင်လယ်ော်တို့မှာတိမ်နှဲငယ်မှာ တိမ်တင်းတင်းဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီကျန်ဒေသတွေမှာတိမ်နှဲငယ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနှဲငယ်မှာတင်းတင်းရှိပါမယ်လိုင်းမြန်မာမြမကဲရိုရန်တချောင်းနဲ့ကံလုံပင်လေပြင်းတို့မှာလေးပြီမှာ၆ပြီကရရှိနိုင်ပါတယ် ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနေစကိုင်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုတချို့ရပါမယ်။စကိုင်းနယ်ဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင့်တင့်တင့်ဖြစ်တော်မူ။မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာအများအပြားဖြင့်တိုင်ရပါမယ်။ နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခမှန်းချက်မှာတိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခမှန်းချက်မှာတိမ်နှိမ့်ငယ်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်နီတဝိုင်းအတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီရဲ့102ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့တနင်္သာရီတနင်္သာရီတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြမ်းမချမ်းသာကြပါစေရှင်။